အယောင်ရီတိုင်းပသိမ်မြို့နယ်မှာဇွန်လဒုတိယပတ်တွင်လူငယ်နှစ်ဦးကိုကြိုတင်အတိပေးတာမရှိဘဲစစ်မှုထမ်းဖို့အာဓမဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါရယ်ပသိမ်မြို့နယ်မြင်းကကွင်းကျေးရွာနယ်ချက်ပောင်ကျေးရွာကလူငယ်နှစ်ဦးကိုတက်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေကကြိုတင်အကြောင်းကြားတာမရှိဘဲစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါရယ် စစ်မှုရန်အစားထိုးဖို့လဆင်ငွေပေးနေတဲ့ကြားကစစ်မှုရန်ပါတယ်ဆိုပြီးဝင်ဆွဲတာအုပ်ကြီးတွေကိုယ်တိုင်ပါတယ်လို့ဒေတာကန်တူက AR Times ကိုပြောပါရယ်လက်ရှိမှာဖမ်းဆီးထားတဲ့လူငယ်တွေကိုစစ်တပ်ထဲမှာခေါ်ဆောင်ထားပြီးမိဘတွေနဲ့အဆက်အသွယ်မရကြောင်းသိရှိရပါရယ်အဲ့ဒီဖြစ်စဉ်တွေကြောင့်ပသိမ်မြို့နယ်မှာအုပ်ချုပ်ရေးမှုတွေရဲ့ဥပဒေမဲ့ဖမ်းဆီးပြီးစစ်မှုရန်ခေါ်ဆောင်ခံရမှာကိုပြည်သူတွေကစိုးရိမ်နေရတယ်လို့သိရပါရယ် စစ်ကောင်စီကစစ်သားစုဆောင်းရမှာ AR တိုင်းပါဝင် အခြားတိုင်းနဲ့ပြည်နယ်ချို့မှာလူငယ်တွေကိုအတ္တမဝင်ရောက်ဖမ်းဆီးမှုတွေပုံမှုလှုပ်ဆောင်လာနေခြင်းဖြစ်ပါတယ်။